စကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းဂေကြီးအခွန်ငွေကောက်ခံမှုအပေါ်ဒေသခံပြည်သူတွေကစာနာထုတ်ပေါ်ခဲ့ကြပြီးနောက်အခွန်ကောက်ခံမှုယာယီရန်နာထားပြီးနှုံထားလျှော့ချကောက်ခံဖို့ညှိနှိုင်းနေတယ်လို့ဝက်လက်မြို့နယ်ပါကပါတာဝန်ရှိသူတွေထံကသိရပါဗါဒအခွန်ကောက်ခံမှုကိုဇွန်လ23ရက်ကစတင်ရန်နာထားပြီးယခုရက်ပိုင်းအတွင်းလမ်းပိုင်းအသုံးပြုနေတဲ့ရင်အားလုံးအခွန်ငွေကင်းလို့ဆောင်နေသွားလာနိုင်မှာဖြစ်တယ်လို့ဆိုပါတယ် ခုံကောက်ခံမှုကိုရခင်တတ်မှတ်ထားတဲ့တပေပါတပေါင်းခွဲကျန်လုံးကနေရှော့ချကောက်ခံသွားမှာဖြစ်ပြီးနှုံနှားကိုတဲယူလာတဲ့73စီမျိုးစားပေါ်မူတည်တတ်မှတ်မှာဖြစ်ကာပြင်ဆင်ကောက်ခံမဲ့နှုံနှားကိုတော့ညှိနှိုင်းနေစေဖြစ်တယ်လို့ဆိုပါတယ်။အခုံပြန်လည်ကောက်ခံမဲ့အခြေအနေကိုတော့ဒေသခံတွေသိရှိအောင်ပြန်လည်အတည်ပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ဝလမ်းမြို့နယ်အတွင်းခရိုင်ချင်းဆက်လမ်းတွေမှာဖွင့်လှစ်ထားတဲ့ရှိန်မကတိုင်းနယ်ပကပအဖွဲ့ဂိတ်တွေက73စီတဲယူတဲ့ကားတွေကိုအခုံအနေနဲ့တပေပါတပေါင်းခွဲကျန်လုံးကောက်ခံတာကြောင့် ဇွန်17ရက်နဲ့17ရက်တွေမှာမင်းကုန်းလေးရွာအနီးမှာစက်သုံးစီတဲဆောင်ရောင်းချနေကြတဲ့ဝက်လက်ဒေသခံ300ဝန်းကျင်ကယာနဲ့ချီတဲ့ကားတွေနဲ့ဆန္ဒထုတ်ပေါ်ခဲ့တာပါဒေသခံတွေဘက်ကအခွန်ငွေကိုစီးတပေပါ9000ကျန်းလုံးသာရှော့ချောက်ကောက်ခံပေးဖို့တောင်းဆိုဆန္ဒပြခဲ့တာဖြစ်ပြီးဒေသအာဏာပိုင်တွေဘက်ကတော့အဆိုပါနှုံးနာတိရှော့ချောက်ကောက်ခံဖို့အဆင်မပြေဘူးလို့သိရပါတယ်2024ဒီဇင်ဘာလကစတင်ကစစ်ကောင်စီကဒေသကာကွယ်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့စကိုင်းနဲ့မန္တလေးတိုင်းတွင်ကို73စီတည်ဆောင်ရောင်းချမှုကန့်သတ်လိုက်တာကြောင့် ဒေသခံတွေက73စီတွေကိုအစဉ်ပြေတဲ့လမ်းကြောင်းကနေတည်ယူပြီးကန့်သက်ခံထားရတဲ့ဒေသတွေကိုပို့ဆောင်ရောင်းချနေတာလို့ဝါလက်မြို့နယ်ပကပဌာန်ကသိရပါဗျ။